သတိပေးကြလေးနားထောင်ကြပါနော်ကိုကိုကိုသတိပေးရဒီများသတိပေးထားတဲ့ကိုကိုကိုသတိပေးဖို့ကဘုံမူပိတ္တကလာရေးကြည့်တယ်ဆိုတာအောင်မရနော်ဥမာနဲ့ပြောရမှနေကြထိုင်ကြတဲ့ဓမ္မတွေရောဘုန်းကြီးတွေရောအားလုံးပေါ့လေအိပ်ပျော်နေတုန်းကိုရေးရလာမယ်ဆိုလို့ရှိရင်ဒီဃာရမတို့အိပ်ပျော်နေတုန်းအရှိတောင်ကြီးကတောင်ကြီးကျော်ပြီးဒီကလာရေးရလာပြီးဒီကလာ ဘုန်းကြီးတို့နဲ့ကွာဓရမတွေကိုမျောချသွားမယ်ဆိုရင်အေယဝရီမရောက်ကြပါဘူး။တောင်းတော့ကြောလာတဲ့ရေတော့ဒီမျိုးတော့တော့သွားမှုပေါ့။အဲ့ဒီကဲတော့သွားမှုသွားတဲ့ခါကျတော့ကို့မှာဖောင်းလေးလေးတက်တွေကမရှိတဲ့ခါကျတော့ဗယံဗရာမျောရပါဘူး။ဗယံဗရာမျောရလိမ့်မယ်ဆိုတာသဘောကျကြ။ဒီတိုင်းပဲတဲ့ဓရမတို့ ပေးရမယ်မရဏဆိုတဲ့ရေကြီးကလာနေပြီလို့အောက်မေ့ကြပါနော်ပေးမဲ့ရေကြီးကဘာလဲလာနေကြပြီဓမ္မတို့ဘယ်သူမှမလွတ်ဘူးဆိုတာကသဘောကျပေးအလုံးတိုက်ချမယ်ရေကြီးကမလာသေးဘူးလာနေပြီဆိုတော့ခမောင်တို့သဘောကျဗလားမောင်ကိုတို့ကောင်းပြီဒီလေးကိုသဘောကျတဲ့အခါရေလာတာဒီကားလို့ရှင်ရေကတော့လာမြဲတိုင်းလာမှာပဲ ကိုကအိပ်ပျော်မနေလို့ဖောင်းနေလေတွေသမောတွေလောက်ကင်ထားကြမယ်အိအိယာမလည်းနိုးနေကြမယ်ဆိုဒီဟာပါရေးစိတ်ဆရာရှိသလဲလို့မဆိုရဘူးဟာကိုကလည်းအိပ်ပျော်နေမှာရေကလည်းလာမယ်ဖောင်းနေလေတွေသမောတွေကလည်းမတည်မီဘူးဆိုလို့ချင်းဗယံပရာမျောရနိုင်မယ်ဆိုတဲ့ဥစ္စာမသေးကြကြဘူးလေအဲ့ဒါစဉ်းစားပြီးကလာငါတို့ဘာဖြစ်နေတော့မေးတော့မရဏဆိုတဲ့ကြီးက တရားဓမ္မတို့အသီးသီးလာနေပြီလို့မှတ်ပါဘေးရမကိစ္စကြီးကအသီးသီးလာနေပြီဆိုတာသဘောကျ90ကြီးတဲ့ပုဂ္ဂိုလ်ကလည်း85နှစ်တန်းထားပါတော့အင်းရေတော်တော်နစ်နေပြီဆိုရင်လည်းလွယ်ပါ30ကြီးတဲ့ပုဂ္ဂိုလ်လည်း30တော့နစ်နေဖရင်လည်းတော့ပေါင်းလည်းတော့ခါလည်းရောက်နေဖလို့ဆိုရင်လည်းရှင်ကလွယ်ပါ ဒါဖြင့်တရားဓမ္မတွေရေလွတ်တဲ့ပုဂ္ဂိုလ်ဒီတဲ့မရဏရေလွတ်တဲ့ပုဂ္ဂိုလ်များပါပါရဲ့လားလို့မေးရင်ဘယ်နဲ့ပြောပါ့မလဲ။အကုန်ဒီရေကြီးဒီတရားဓမ္မတို့ရှိကတရားဓမ္မတွေဘိုးဘွားတွေလည်းမရဏရေထဲမှာမျောပြီးဒီကလာသွားကုန်ကြပြီဆိုတာညင်းဖို့လိုသေးလား။အခုဒီကဓမ္မတွေလည်းဘာသာလုံးနေကြတဲ့တုံးလို့မဲလိုက်ခြင်းဖြင့်ရေတော့လာနေပြတပည့်တော်ကဖောင်းနေတဲ့တည်းလေတွေမရှိသေးဘူးဆိုလို့ရှိရင်လည်းဆရာဘုန်းကြီးကတိုက်တွန်းလိုက် တကယ်ဓမ္မတော့လောဘဒေါသမောဟဤသို့အိပ်ပျော်ခြင်းနဲ့အိပ်မနေကြပါနဲ့မဂ္ဂင်ဖောင်တို့ဥပဒနာဖောင်တို့လုံးနှင်ပါငါလုံးရောဖောင်တို့ရှစ်လုံးရောဖောင်တို့လုံးနှင်ပါငါလုံးရောဖောင်လဲတကယ်ဓမ္မတော့သံပေါင်းပဲလို့ပါရနော်ရှစ်လုံးဆိုတဲ့မဂ္ဂင်ရှစ်ပါးပြည့်တယ်ဆို မဂ္ဂင်၈ပါးဖောင်ကြီးရလဲထို့အတူပဲတရားဓမ္မတို့ဆံတဲ့ဖောင်ကြီးပဲနိဗ္ဗာန်ပဲသွားတဲ့ဖောင်ကြီးပဲဆိုရင်လွဲပါအဲ့ဒါကြီးသိထားတော့မှဘုန်းကြီးတရားဓမ္မတွေကဩငါလုံးတွေဖောင်ရှိရင်လဲကြော်သေးရဟာ၈လုံးတွဲဖောင်ရှိလို့ရှိရင်လဲဘုံဘူကောင်းတာဆိုပြီးကြလာယခုချိန်မှာဖောင်တွဲဖို့ဖောင်ရှင်ဖို့အချိန်မရောက်ကြသေးဘူးလားရောက်ပါပါ ဘယ်နဲ့ကြောင့်ရောက်ပါလိမ့်မလဲဆိုတော့ရေလာတာသေချာနေလို့သုံးဖြတ်ချက်ခြားဆောင်။ဘာသေချာနေပါလဲ။မရဏကပြိပိနေတဲ့စိတ်ကချက်ပြီးတနေ့တစ်ခြားမရဏရေထဲမှာနဲ့နဲ့နဲ့လာတာအသက်တိုင်းနဲ့နေတယ်လို့သုံးဖြတ်ချက်ခြားဆောင်ပါ။သဘောပါ။အဲ့တော့ရေစာဒကာဓမ္မတွေကအာရေတော့လာနေပြီ၊သေမာတော့သိရဲ့။အိပ်ပျော်နေတယ်ဆိုတော့လောဘအလုံးလုံးနေတာအိပ်ပျော်တာဖန်ချမ်း။ ဒေါသအလုပ်တွေလုပ်နေတာရောမောဟအလုပ်တွေလုပ်နေတာအဲ့ဒီအိပ်ပျော်ခြင်းတွေနဲ့အိပ်ပျော်နေလို့ရှိရင်ဖြင့်မက္ကံဖောင်ကိုယ်ပိုင်ရှိရလားငါးလုံးဖောင်ကိုကိုယ်ပိုင်ရှိရလားရှောက်လုံးဖောင်ကိုကိုယ်ပိုင်မရှိလို့ရှိရင်ရေကလည်းလားအစည်းကလည်းသန်းဆိုတော့ဘုကမောင်တို့ဘောင်ကိုယ်တို့ဗယံမရမျိုးကြလိမ့်မယ်ဆိုတာမသိကြဘူးလားဗယံမရမျိုးလို့ရှိရင်ငါးလုံးကံတွေစာဖြစ်သလို့ အပယ်လေးပါးတွေအစာဖြစ်ရတော့မယ်ဆိုတာလဲကျွတ်တို့ကျွတ်မသေးကြလားအဲ့ဒါတွေကိုပိုင်ညာနဲ့ကိုရင်စဉ်းစားပြီးဒီကလာဘုန်းကြီးတို့ဒကာဓမ္မတွေဟာငါးလုံးဖောင်တော့ဖြင့်ဝိပဿနာမဲ့တည်ဥသောငါးလုံးဖောင်ဖို့ဖြင့်ရှင်မဟာဒီတဲ့အထက်တဲ့ပြီးဒီကလာဒကာဓမ္မညာဆိုင်အောင်ဆိုတော့မဲ့ခင်ရှင်ပါဆိုတဲ့ရှင်လုံးဖောင်ကြီးကိုလည်းမရရအောင်လုပ်မှဆိုလို့ရှိရင်ဖြင့်ဒီဖောင်နှစ်ခုက ရုပ်တဲ့ဖောင်မျောတဲ့ဖောင်မဟုတ်ဘူးဆန်တဲ့ဖောင်တို့သေသေးချာချာဖတ်ကြပါဒါဖြင့်ဒကာရမတို့အာကိုရာချက်ဖောင်ပင်ခုပြပါလိမ့်ဝိပဿနာမဲ့ဖောင်တစ်မျိုးလောကုတ္တရာမဲ့ဖောင်တစ်မျိုးလို့ဘယ်နှမျိုးများပြဒါဖြင့်ဒကာရမတို့ဒီဖောင်မရှိလို့ရှင်းဖြင့်ခင်ဗျားတို့အမတန်ကိုကျိုးနေပြီဗျာမရာမျိုးပြီးငါးလိမ့်ငန်းတွေစားဖြစ်ရသလို့ အပယ်လေးပါးရစ်သာဖြစ်ရမယ်ဆိုတဲ့ဥစ္စာညင်းဆန်နေဖို့လိုကြသေးလားအဲ့ဒါကြောင့်ဆရာဘုန်းကြီးကအာရမဂဓမ္မတွေကိုသနာသဖြင့်တရားဓမ္မတို့ကိုယ်ဖောင်နေနဲ့ကိုယ်ပိုင်ရှိကြဗလားမေးရကိုယ်ဖောင်နေကိုယ်ပိုင်ရှိကြဗလားလို့မေးတယ်ရေးလာတာကတော့သေချာနေဘူးလားမရဏရေတွေကဘယ်သူလွတ်မယ်ထင်ကြလားအခုတရားတော်ကလုံးအကုန်တိုက်ချပြီးသေမပုဂ္ဂိုလ်ကြီးပဲဆိုရင်တော့လွယ်ပါမလားလွယ်ပါ ကောင်းပြီဥစ္စာဖောင်မရှိတဲ့ပုဂ္ဂိုလ်ဖြစ်နေတဲ့ဓမ္မတို့ကိုကျွနေရတော့မယ်မနေကြဘူးအဲ့ဓာရီဆိုရင်တဲ့အတွက်ဓမ္မတွေကအိတ်ချင်းအိတ်အိတ်ပြီးတကလာနေညာတော့လေဥက္ကမောင်တို့ဘောင်ကိုတို့ဘုန်းကြီးတွေမနှိုးလိုက်ဘူးလားနှိုးလိုက်တယ်ဆိုတဲ့ဥစ္စာဓမ္မတွေသေးသေးချာချာမှတ်ကြပါမနှိုးပဲသားလို့ချင်းခင်ဗျားတို့သားနဲ့ပြောတာလဲအိတ်ပြောခြင်းသမီးနဲ့ပြောတာလဲအိတ်ပြောခြင်းပစ္စည်းရောင်းဝယ်နဲ့ပြောတာကို ိအိပ်ပျော်ခြင်းတင်နဲ့ပဲဒကာဓမ္မတွေချိန်ကုန်ပြီးကလာနေကြမယ်ဆိုလို့ရှိရင်ဖြင့်မရဏကြီးကမျောချလိုက်တဲ့ခါကြလို့ရှိရင်ဖြင့်ခိုးခိုးရမယ်ဆွဲရကင်ရမယ်ဖြစ်နေဗျံပရာမမျောကြပြီဘူးလားဘယ်နဲ့ကြောင့်မျောရပါလိမ့်မလဲလို့ခွန်ကြီးဒကာဓမ္မတွေခွန်ကြီးများကမေးလိုက်တဲ့အခါဖောင်းကိုပိုင်မရှိလို့ရှင်းကြဘာမရှိလို့ပါဖောင်းကိုပိုင်မရှိလို့ပါ ဒါဖြင့်ဒကာရမတို့ရေးမလာလို့ရှိရင်လည်းခွန်ကြီးကဟာငါးလုံးဖောင်တွဲကြပါဟဖြစ်ပါပြည့်တဲ့ဖောင်တွဲကြပါဟလို့တိုက်တွန်းเสียလူသေးလားအခုတော့သေးသေးချာချာလာမှလည်းဧကံသိတကယ်သိဒကာရမတွေလည်းအခုပြောလိုက်တော့သိခွန်ကြီးများကလည်းသိတော့ဒကာရမတို့ကိုယ်ပိုင်ဖောင်လုပ်ကြစမ်းပါသဘောကျလားဘာလုပ်ကြရောင်းဝယ်ခြင်းဒီပါနဲ့တူကြုံအိပ်ပျော်ခြင်းနဲ့တူ တာယသမီးလိုက်စားခြင်းသည်အိပ်ပျော်ခြင်းနဲ့တူတယ်ဆိုလို့ရှိရင်ဖြင့်ဒါဖောင်လို့လုတ်ဖြစ်သေးရဲ့ဖောင်လို့မလုတ်ဖြစ်တော့ဘူးဆိုလို့ရှိရင်ဖြင့်ဘုန်းကြီးတရားဓမ္မတွေမှာကုကျုံးနေရတော့မယ်လူပြင်လာပြီးဒီကာလဘယ်လေးပါးကတက်လာတဲ့ပုံစံတွေများပါတယ်ဒီကနေပြီးဘယ်လေးပါးပဲမရဏရေမျောလိုက်တာနဲ့ပြန်ရောက်အောင်မယ်ဆိုတော့တရားဓမ္မတို့အမြတ်များထွက်သေးလားလို့ပြောလိုက်ပါတယ်သမဏကြောက်เสียမကောင်းဘူးလား အဲဒါကြောင့်ယခုအချိန်လေးမှာဆရာဘုန်းကြီးကတိုက်တွန်းတယ်။တရားသမီးစီဝိုင်းနဲ့ပြောမွေးပြီးဒီကလာမနေလိုက်ပါနဲ့။ကို့တရားမရေကရင်ကောင်းတော့ရောက်နေတဲ့ပုဂ္ဂိုလ်လည်းမနေရပါဘူး။မေးစီလောက်ရောက်နေတဲ့ပုဂ္ဂိုလ်ကဒီတည်းမပါဘူးလို့ဆွနိုင်ကြပါ။အဲဒီဝင်လို့ရှိရင်ဖြင့်ဓမ္မတို့သေဘောဝင်ရမယ်ဆိုတာကညှဉ်းဆန်းနေဖို့လိုသေးလား။ အဲ့ဒါတွေဧကံတိတကယ်သိဖြစ်ပြီးဒီကာလနေသောကြောင့်ဘုရားကတံဗုဒ္ဓဝတုသမ္မတံပြသတ္တမာနဗန္နရံဗုဒ္ဓံကမမဟောကောမစ္စုအာရယကေသတိလို့မဟာဗုဒ္ဓပါဠိတော်ကြီးများမှာသေသေးချာချာပြောဟောထားတယ်နော်အိဗေကရကဘုန်းကြီးရှင်းမိသားပါပဲဒကာဓမ္မတွေသာယသမီးစီပွားရင်လည်းအိပ်ပြီးမနေပါနဲ့ငါးလုံးကောင်ဖြစ်ဖြစ်အရတွဲပါကိုစီးဖို့ကိုခိုးဖို့ကိုသက်တာဖို့ဆိုလို့ချင်းမလုပ်ထိုက်ကြဘူး ရှင်းလုံးပေါင်းပြအောင်လုပ်နိုင်မယ်ဆိုရင်လည်းဘုံဘုံမကောင်းကြဘူးလားအဲ့ဒါကြောင့်တရားဓမ္မတို့ရေမလာရင်ဘုန်းကြီးပြောဖို့လူသေးလားရေလာဗလားမလာဘူးအသေးသေးကဆိုင်ရဆိုင်ရနေတံတော့နေကုန်ပြီဆိုရင်တော့ရတော်မှတရားဓမ္မတို့ခိုးခွေရဖြစ်တဲ့၅လုံးပေါင်းခိုးခွေရဖြစ်တဲ့၈လုံးပေါင်းကိုမလုံးကြသေးဘူးဆိုလို့ရှိဖြင့် မေလွန်းလာတယ်အိတ်လွန်းလာတယ်လို့ဆိုလိုက်မဆိုလိုက်အဲဒါကြောင့်မေလည်းမမေ့ကြပါနဲ့အိတ်လည်းမနေကြပါနဲ့လောဘဒေါသမောဟရိဟုသောအိပ်ပျော်ခြင်းနဲ့လေအိပ်ပျော်မနေကြပါနဲ့တရားဓမ္မတို့ပယ်လေးပါးရိသောငါးလေးမကန်းတို့အစာရိဧကံတကယ်ဖြစ်ရမှာဖြစ်လေသောကြောင့်ဒီဖောင်းနှစ်ခုကိုဖြင့်ရှင်မြောက်ရှင်ပါဆိုတာရှင်ဘင်းကတိုက်တွန်းပါတယ်ဒါရင်ဒီနေ့ဗာတရားဟောမယ်ဆိုတာကိုရိပ်မိကြပါဘူးလား နာလုံးကောင်ရအောင်ဆင်ဆင်နိုင်တဲ့ပုဂ္ဂိုလ်တွေဆင်ရနော်ခြေလုံးကောင်ရအောင်ဆင်နိုင်တဲ့ပုဂ္ဂိုလ်လည်းပုံမကောင်းတယ်လို့ဆရာဘုန်းကြီးကဟောဦးလားအဲဒါကြောင့်ဒကာဓမ္မတို့ခမည်းတော်ကြီးသားလေးတွေကတော့ဖြင့်စည်းလုံးမရတဲ့ဖြင့်သူတို့ကြောင့်ပဲမြုပ်တယ်ထဲမသွားရပဲဦးလားစိန်လေးတွေရွှေလေးတွေမြားလေးတွေရှိတာကလည်းသူတို့ကြောင့်ပဲမြုပ်ရအောင်ပဲဆိုတော့မသေးကြဘူးလား ဒိုက်ဒေတာတွေဓာတ်တွေဆွဲလန်းသွေးသောမယ်ဆိုလို့ရှိရင်လေသူတို့ကြောင့်ပဲရေမရဏရေကလည်းမျောသူတို့ကြောင့်သူတို့ထုတ်လေးတာနဲ့လည်းမြုပ်ရလေဥမယ်ဆိုတာကလည်းမသေးကြလားအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေပါတဲ့သာယသမီးရှိခွာရည်ဒီဟူသောအိပ်ပျော်ခြင်းနဲ့မနေကြဘဲနဲ့ဖောင်းရှင်တဲ့အလုပ်အားလုံးဖောင်းလုံးနိုင်လုပ်ပါရှင်းလုံးဖောင်းလုံးနိုင်လုပ်ကြပါဆိုတဲ့ဥစ္စာကိုကိုယ်အသေး အသေးဆိုးကိုကြောက်လို့ရှင်းဖြင့်ဆံပေါင်း2မျိုးကိုဖြင့်ဥက္ကမောင်လှုပ်ပြအောင်လှုပ်ပါလို့သတိပေးလိုက်တယ်။သဘောပါကြ။ဝိပဿနာမက်ကပါတဲ့ငါလုံးဟောလောကုတ္တရာမက်ကဝိပဿနာမက်ကအေးလောကုတ္တရာမက်ကအဲ့ဒါကြောင့်ဘုရားသခင်ကိုရမေကြီးကလည်းဟောရှာတယ်။ဘာတဲ့နိဗ္ဗာန်ဆိုတဲ့ဥစ္စာဒီကားလို့ရှင်ပြင်ပဂရိတော့ ်လေရင်းနဲ့လေရင်းနဲ့သွားလို့မရဘူးမော်တော်ရင်းနဲ့သွားလို့မရဘူးကွလေရင်းနဲ့သွားလို့မရဘူးကွမဲခင်၈ပါးဒီဟူသောဖောင်းမဲခင်၅ပါးဒီဟူသောဖောင်းမကျေဥစွာရှင်းပြဒီကရမဲခင်၈ပါးပြအောင်ဖောင်းကိုကျိုးစွာလှုပ်လိုက်ရလို့ရှင်းပဲဒကာဓမ္မတို့ကိုဖောင်းနဲ့ကိုသွားရမှာရှင်းမလားသူများဖောင်းခိုးစည်းလို့ရပါဒါရင်ဘယ်လိုလုပ်ကြကိုဖောင်ကိုရှင်ရမယ်တွဲရမယ်ဆိုတာဒကာဓမ္မတို့ ြေပိုင်းကသေချာသတိပေးနေတယ်သဘောပါကြအဲ့ဒါဒီထဲမှာအခုမှတရားနာတဲ့ပုဂ္ဂိုလ်လေးရှိလိမ့်မယ်နာဝိဒပုဂ္ဂိုလ်တွေကတော့များတယ်ကိုယ်ပိုင်ဖြင့်မရှိရှိအောင်လုပ်ပါဆိုတာကိုဖြင့်လင်းနဲ့စော်ပဲဆရာဘုန်းကြီးကတိုက်တွန်းပါတယ်ဆိုတာသဘောကျကြဒါဖြင့်ဓမ္မတို့ရှင်းပါရှင်းပါဆိုမှလည်းကိုယ်ပိုင်ညာနဲ့ရှင်းလို့မဖြစ်ဘူး ဆရာဘုန်းကြီးကရှင်နိပြင်းလေးကိုပြောမှသာလင်လေဒကာတိတို့ဥက္ကမောင်တို့နားလည်မနော်နမယနားလည်ပါခိုင်းဒါဖြင့်မနေ့ကမနေ့ကသကြာမင်းကြီးကမေးတော့ဒနာမနာဒိဋ္ဌိဆိုတဲ့ပပင်ဆရာတရားတွေချုပ်ရချုပ်ကြောင်းအကျင့်ကောင်းမရှိဘူးလားခရားလို့မမေးလားရှိတယ်ကွာသကြာရသူပြီးဘုရားသခင်ကိုရမြတ်ကြီးကဝေဒနာနုပဒနာရှုလို့မဟုတ်ဘူးလားဟုတ်ပါဘူး သဘောပါကြဘာရှုရဝေဒနာနုပါဒနာရှုရမယ်ဆိုတာဒကာဓမ္မတွေသေချာမှတ်ပါနော်ဒါကတရားနဲ့ပတ်သက်လို့ဟောတာတရားနဲ့ပတ်သက်လို့စိတ်ဓာနုပါဒနာမဟောနိုင်ဘူးတရားကဝေဒနာနုပါဒနာရှုပါလို့ဘုရားသခင်ဂရမေကြီးကတရားဟောလို့ဒီနေ့ဝေဒနာနုပါဒနာရှင်းအောင်ပြမယ်လို့ဆိုတဲ့ဥစ္စာဒကာဓမ္မတွေမှတ်ပါငါးလုံးဖောင်လည်းဖြစ်ပါလိမ့်မယ်ရှင်းလုံးဖောင်ကြအောင်လေယနေ့ ခမရတို့ရှင်နီးပွားနေနေကွာအသေးချာသိရပါလိမ့်မယ်ခိုးခိုးရစ်အားထားရဖြစ်ကဖြင့်ဒကာစစ်တို့ကမောင်တို့မောင်ကိုတို့သေချာတွေ့တော်မယ်ဆိုတော့မှတ်ကြပါနော်တသံနေရာလုံးဒကာရမတို့ဒီဖောင်းတွေကိုကိုယ်ကိုင်မရခဲ့တဲ့ဆက်မြုပ်မြုပ်သမားနဲ့မျောသမားကြီးဖြစ်ခဲ့ရတယ်ဆိုတော့မကိုတို့ညှင်းဖို့လူသေးလားဘယ်နဲ့ကြောင့်မြုပ်သမားမျောသမားကြီးအဖန်ဖန်ဖြစ်နေရပါလိမ့်မလဲလို့ အမေးထုတ်တော့မှာဩဖောင်းကိုယ်ပိုင်တစ်ခါမှမလုတ်ခဲ့တဲ့အိဗယ်ပဲမဆိုးနိုင်ရဘူးလားအဲဒါကြောင့်ဖောင်းကိုယ်ပိုင်မလုတ်ခဲ့လို့ရှိရင်ဒီဃာဓမ္မတို့မြုပ်သမားမျောသမားပဲဖြစ်ရတော့မယ်မဖြစ်ရဘူးမျောပါများတော့ဘာဖြစ်မယ်ထင်မျောပါများရင်မြုပ်မှာဆိုရင်တဲ့အတွက်ဒီဃာဓမ္မတို့အသက်ကြီးတဲ့ပုဂ္ဂိုလ်မြန်မြန်ရှင်းပါအသက်ငယ်တဲ့ပုဂ္ဂိုလ်လေအစ္စေဝသူဝယနေ့လားနှစ်ဖြန်လားမသိတဲ့အတွက်မြန်မြန်ရှင်းပါ မတိုက်တွန်းတတ်ဘူးလားအသက်ကြီးတဲ့ပုဂ္ဂိုလ်လဲသေကံနီးလို့ဖောင်းရှင်ပါလို့တိုက်တွန်းလိုက်အသက်ငယ်တဲ့ပုဂ္ဂိုလ်လဲယနေ့လားနေ့ပြန်လားလို့ခန္ဓာကိုယ်ကမပိုင်တာကြီးရထားတဲ့အတွက်ငယ်တဲ့ပုဂ္ဂိုလ်လဲမြန်မြန်ရှင်ရမှာပဲရှင်းမလားငယ်တဲ့ပုဂ္ဂိုလ်ရောကြီးတဲ့ပုဂ္ဂိုလ်မြန်မြန်ရှင်းရမှာပဲခင်ဗျားတို့အိတ်ချင်းတော့လျှော့လိုက်စမ်းပါဆိုတာကိုဖြင့်တိုက်တွန်းပါတယ် အိမ်ချင်းဆိုတာဘာပါလိမ့်မလို့မေးတယ်လောဘဒေါသမောဟတို့အလုပ်တွေလိုက်စားနေတာဘာပါလိမ့်အဲ့ဒါဒီမေ့တယ်အလုပ်တွေပုံလာပြန်အဲဒါကြောင့်ဒကာဓမ္မတို့တရားရှိနေတာမဟုတ်ပါဘူးခမားတို့သတိပေးနေတာလို့မှတ်လိုက်သမှာဘာပြောနေတာသတိပေးနေတာခင်ဗျားတို့ကတော့ဖြင့်လူပြင်းအလုပ်စားရည်သာသမိတော်ဝန်ထမ်းရည်ဟာမဟုတ်ပါဘူးဒီဥစ္စာ ကိုတည်တောင်ထားလို့ကိုထမ်းညာလို့ထမ်းတဲ့ပြည်စီပါကိုအေးကိုသိပါဆိုတာတိုက်တွန်းတတ်ဘူးလားဒါကြောင့်ကိုအေးကဖြင့်မမြုပ်မမျောတဲ့အေးကိုကိုလိုက်နာရလိမ့်မယ်ဆိုတာကသဘောပါကြ